Kysse lang kid vi har kæd jo nei ne Bello dui a me kæd vi yin sai tæt den nei ne Men bede chit dui da လောင်းကိုကိုဖေဖေတယောက်တည်းဘာတွေဖြစ်နေပြီလဲမသိဘူးကိုကိုတည်လိုက်ဒီလည်းပဲပြောရမှာပေါ့အန်ကေကလေသူကျူးလွန်လာတဲ့အပြစ်တွေကိုဝေမခံမင်းနဲ့နောက်ထပ်နောက်ထပ်အပြစ်တွေထပ်ပြီးကျူးလွန်လာတယ် ကိုဘာတွေပြောနေရလဲလောင်းတစ်ခုမှနားမလည်ဘူးဖေဖေကဘာဖြစ်တယ်များကျူးလွန်ထားလို့လဲအန်ကေကအန်ကေကအခုဆိုရင်လေ လူတက်မှုနှစ်ခုရဲ့အဓိကတန်ရာရှိဆုံးတရားကဖြစ်နေပြီဟုတ်တယ်လောင်း အန်ကေကသူကျူးလွန်လာတဲ့ပထမအမှုမှန်ကိုပေါ်ပေါ်မှာဆိုလို့ကောက်ွယ်နေ။နောက်ထပ်လူတမှုတစ်ခုထပ်ပြီးကျူးလွန်လာတာ။ဟာကိုကိုကလည်းဘာလို့ပြောနေရလဲ။ဖဖေလူလူမျိုးကဘာလို့လူတတ်တရခံဖြစ်ရမှာလဲ။ဖဖေကသူများအတက်ကိုလုံးဝမတတ်ဘူးဆိုတာ။ ။ဒါဝိရဘူး။အရာတော့အမှန်တရားပေါ်ပေါက်လာတဲ့ဒီနေ့လာမသိမှာပါ။အခုချိန်ကတော့ကိုလည်းဘာမှတိတိကျကျမပြောနိုင်သေးဘူး။ခုကိုပြောနိုင်တာကတော့အန်ကယ်သူ့အပြစ်သူတီးလို့ရှောင်းလိမ့်သွားတယ်ဆိုတာပဲ။လောင်းအခုလောလောဆယ်တော့လောင်းအိမ်မှာနေလို့မသိတော့သေးဘူး။ဘာလို့ဖြစ်မနေကြလို့ရှိရင်သတင်းတောက်တွေရောက်လာတာနဲ့ဖြစ်ရှင်ကပုတ်ခတ်သွားလိမ့်မယ်။ 所以，我拿我妹妹有血做透明，让我先体了。嗯，我做多了哦。 လာအောင်မမိုက်မှစိတ်ချလက်ချနေလို့ရတာနော် ပြောစိတ်ထဲမှာလည်းအရင်လျှောက်တွေးနေနဲ့ပြောဘာမှလည်းအားနာနေနဲ့နော်ဟုတ်ကဲ့ပါမလာအောင်မမနဲ့နေဒနာနဲ့အပြင်ခဏပြန်သွားရမယ်အဲလာအောင်အိမ်မှာနေရတယ်မလားဒီပါတယ်ဒါဆိုမမတို့ပြန်လာမှပဲစကားရေးစီပြောကြမယ်နော် လောင်းအခန်းထဲမှာသွားနာနေလိုက်အောင်နော်မလောင်းပါလို့လို့လဲဘာမလို့ပါဟောလောင်းမမောပြောစရာရှိလို့ပါဘာပြောမလို့လဲလောင်းဝဲပြောလေ ခုထိတော့ဘာတွေဖြစ်ပြနေရဲဆိုတော့လောအလုံးစုံမသိသေးပါဘူးအမှန်တကယ်သာဖြစ်ဖြစ်ရမမအပေါ်မှာအဖြစ်တွေလှူထားတယ်ဆိုရင်တော့ မဖေဖေကိုခုလိုပေးပါနော်ကြရရတောင်းဆိုတာပါမမရဲ့ဟောလူတယောက်ကတခြားလူတယောက်ပေါ်အဖြစ်တွေကျိုးလွန်တဲ့အခါခွက်လွန်နိုင်တဲ့အမားရှိတယ်လို့ တသက်လုံးခွင့်မလွတ်နိုင်တဲ့အမှားဆိုတာရှိရဲ့လောင်ရဲ့ခွင့်လွတ်ခြင်းခွင့်မလွတ်ခြင်းဆိုတာသူကျိုးလွန်တဲ့အဖြစ်ပုံမှာပဲစကားပြောသွားပါလိမ့်မယ်လောင်ရဲ့ ကောင်းမှုဟိုဥုံဘောရောက်နေပြီလားရောက်နေခုနလေးတည်းကရောက်ဟုတ်ကဲ့ဟိုအဲ့ဆိုဖြောင်းချက်ပေးနေတော့ဘူးပေါ့ဟုတ်တယ်ဖြောင်းချက်တော့ပေးနေပြီအကြောင်းတင်တော့ပြီးတော့တကယ်တော့တော်ဝင်ကုမ္ပဏီကကိုနေမိုးဆက်ရဲ့တည်ဆုံးမှုကရင်းမတော်တဆကြောင့်တည်ဆုံးခဲ့တာမဟုတ်ပါဘူး ဦးမေဟင်းရဲ့ခိုင်းစေချက်ကြောင့်ကျွန်တော်အမတ်မေခန့်ကိုကားနဲ့တိုက်တက်ဖို့ကြိုးစားရင်းနဲ့ကြားရတဲ့ကိုနေမိုးဆက်အသေးဆုံးခဲ့ရတာပါဟုတ်ပါပြီကျွန်တော်ပြင်ဆင်သေးသေးကိုရှင်းပြပေးပါဦးဟုတ်ကဲ့ပါဆရာကျွန်တော်ယုံကနေအလုပ်ထုတ်ခံရပြီးနောက်ပိုင်းကျွန်တော်လုံးစရာမရှိရနဲ့ကပိုင်းနဲ့လုပ်ခဲ့ပါတယ် ိုင်းနာအဲ့လူခပိုင်းနာအဲ့လူဖမ်းခပိုင်းနာမျိုးမလို့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 ကျွန်တော်ပစံပြေပေးပါလေရမလားကွာမလို့ကောင်မလို့ဆောင်ပါမယ်ဆုံးပါမယ်မလို့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 ကျွန်တော်တောင်းပါလေထားလိုက်ပါဗျာကျွန်တော်ပစံကြီးလည်းပြန်ရနေပြီထားလို့ဗျာဒီလိုကောင်မျိုးရက်လက်အမရမှာဗျာရက်လက်တော့မပါဗျာကျွန်တော်တောင်းပါဗျာကျွန်တော်အချုပ်ကြခံလို့မဖြစ်လို့ပါဗျာရပါဗျာလွတ်ပေးလိုက်ပါ तू လည်းမရှိလို့လှုပ်ရှားမိရနေပါဗျာခင်ဗျာကျွန်တော်နဲ့လိုက်ခဲ့လား ခမ ्या ကိုကြည့်ရတာလေခြေကောင်းလက်ကောင်းပါပဲဘာလို့သူများပတ်ဆိုင်ကိုချောင်လူချင်းရတာကျွန်တော်အလုံးမှာလူလျှော့ခံလိုက်ရလို့ကျွန်တော်အလုံးလုံးမဖြစ်သွားလို့ပါဗျာဒါဆိုလေတခြားလို့ရှာပေါ့ကွာဒီလုံးလုံးမှာခမ ्या ထမင်းစားရမှာအဲ့လိုတော့မဟုတ်ပါဘူးဗျာကျွန်တော်မိမလည်းနေမကောင်းပြီးတော့ခလေးနေဆိုတော့ကျွန်တော်တခြားအလုပ်တခုမရခင်မှာအခုလိုမျိုးကြံမိကြံရကြံလိုက်မိတာပါဗျာအကိုကြီးရဲ့ပတ်ဆိုင်ရုပ်လည်းပြန်ပေးပြီးပြီဆိုတော့ ကျွန်တော်ခွင့်လုပ်ပြီပါနော်ရဲလက်တဲ့တော့မအပ်ပါနဲ့ဗျာကျွန်တော်တောင်းပန်ပါတယ်ခင်ဗျားပြောတာကိုကျွန်တော်ကဘယ်လိုယုံမေးရမှာလဲယုံမေးပါဗျာမယုံလို့ရှိရင်ကျွန်တော်အိမ်လိုက်ကြည့်လို့ရပါတယ်ကောင်းပြီလေခင်ဗျားပြောတာကိုကျွန်တော်ယုံမေးလိုက်မယ်ကျွန်တော်စီမှာခင်ဗျားနဲ့တင့်တော်မယ်လို့တကူရှိတယ်ခင်ဗျားစိတ်ဝင်စားတယ်ဆိုရင်ခင်ဗျားဖုန်းနံပါတ်ပေးခဲ့ကျွန်တော်ဆက်သွယ်လိုက်မယ်ဟုတ်ကဲ့ပါစိတ်ဝင်စားပါတယ်ဗျာ ဟုတ်ဒီတော့ပဲရိုက်ထလိုက်မယ်နော်ဟုတ်ဒါကျွန်တော်ဖုန်းနံပါတ်ပါကျွန်တော်နာမည်အောင်ကိုပါဗျတောက်ပြ မိမရေထဆံမျိုးတောက်အောင်မတောက်လို့ပဲဖြစ်မလဲမိမရဲ့အစာစားမှအာဟာရဖြစ်မှာပေါ့အာဟာရဖြစ်ပြီးအားရှိမှရောဂါဝင်မြန်တွန်းလှန်နိုင်မှာမလားနည်းနည်းလောက်ဖြစ်ဝင်အောင်စားလိုက်နော် သားနဲ့သမီးဒီမှာမမေနေမကောင်းဖြစ်နေလေဘာလို့ဆူညံနေရလဲဟမ်အဲ့လိုဆူညံပူညံလောက်တာဖေဖေမကြိုက်ဘူးလို့ပြောရတယ်မလားနောက်တစ်ခါဆိုရင်တော့ဖေဖေဆိုမဆိုနဲ့သွားလေနေမမှာသွားဆော့မင်းမမင်းငိုလာလားဘာဖြစ်လို့ငိုလာလဲဟမ် င်နဲ့လူမမကျမပြုစုရကလေးတွေကိုထင်ရတယ်အရင်ပင်မနေပါပဲနော်ကျမလေးတရားတည်းလိုက်ချင်ပါတော့တယ်မင်းမမင်းဘာလို့အဲ့လိုစကားမျိုးပြောရတာလဲမင်းယောဂအသေးချာမစစ်ဆေးရသေးလို့ဘာယောဂဖြစ်မှမသိသေးပေမဲ့တေလောက်တဲ့ယောဂမျိုးတော့မဟုတ်တော့ပါဘူးဟုတ်နည်းနည်းပါနှလုံးအားနဲ့လာလို့ပဲဖြစ်မှာပါနော် အစားအမများစားပြီးတော့မင်းအားရှိအောင်နေပေးပါနော်ငါလည်းဒီရပိုင်အလုပ်မင်းမြန်ရှာပြီးတော့မင်းကဆေးကုပေးမယ်နော်အခုဒါလေးကောင်စားရင်နော်မိမနော် ဟယ်လိုဒီဖုန်းဟာဦးအောင်ကိုရဲ့ဖုန်းလားမသိဘူးဟုတ်ကဲ့ပါကျွန်တော်ဦးအောင်ကိုပါဟိုအခုဆက်နေတာဘယ်သူလဲမသိဘူးဗျဟိုနေ့ကကျောပုဆန်ရေကိုခမရကပိုင်းနိုင်သွားတာမမိသေးလားမသိဘူးဟုတ်ပါလေအဲ့ဒါအဲ့ကိစ္စအဲ့နေ့တည်းပြီးသွားပြီမဟုတ်လားခမရမလန့်ပါနဲ့ဗျာခမရမှာငွေကြီးခက်ခဲဖြစ်နေရဆိုလို့ကျောကအလုပ်တစ်ခုပေးပြီးကူညီပေးခြင်းလို့ဆက်သွဲလိုက်တာ

ရပါတယ်ကျွန်တော်မိမကိုဆံမြုပ်ကျွေးပြီးတော့စေးတိုင်းမလို့လုပ်နေလို့ပါဟုတ်ပါပြီဒီလိုပါဟိုနေ့ကခင်ဗျားပြောရတော့တတိယလို့ဆက်သွယ်လိုက်တာခင်ဗျားမိသားစုရဲ့စာဝတ်နေရေးအတွက်အခုလို့လောရတာပါဆိုပြီးလေဟုတ်ပါတယ်ဗျာအဲ့နေ့ကခင်ဗျားရဲ့အခက်အခဲကိုကြုံမြင်ခဲ့တယ်အဲ့ဒါကြောင့်လူသားချင်းစာနာတဲ့အနေနဲ့ခမည်းတော်ကိုကူညီပေးခြင်းလို့အတိုင်းမဲ့ ငွေသားတက်တက်တော့ကုညီပေးမှာတော့မဟုတ်ဘူးခမ ्या ကိုဘလို့တခုအမ်းမယ်အဲ့ဒီအတွက်လဲခမ ्या ကိုထိုင်းထိုင်းတန်တန်ပေးမယ်ဘလို့လဲခမ ्या စိတ်ဝင်စားရဲ့လားအော်ဟုတ်ကဲ့ဟုတ်ကဲ့ဟိုရပါတယ်ဟိုကျွန်တော်လုပ်မယ်လေဗျဟိုဘာလို့လုပ်ရမလဲမသိဘူးเนาะအဲ့ဒါကိုတော့လူချင်းတွေ့ပြီးမှပြောကြတာခမ ्या ကြုံချင်းတဲ့နေရာကိုလာခဲ့ပေးနိုင်မလားဟိုဟို ကျွန်တော်ရဲခေါ်ပြီးဖမ်းခိုင်းမှာတော့မဟုတ်ပါဘူးเนาะမဟုတ်ပါဘူးဗျာဒီလိုလို့ခင်ဗျားအိမ်မှာပဲဆောင်နေကျုပ်လာခဲ့ပဲပြီးတော့တဆိုင်ဆိုင်သွားပြီးစကားပြောကြဟုတ်ကဲ့ဟုတ်ကဲ့ဟုတ် ောင်းလဲရင်ယောက်ျားအလုပ်ကိစ္စဆက်တာအမေမိုက်ဆံမြုပ်လေးမအေးခင်တောက်လိုက်နော်